အခုလက်ရှိနောက်ဆုံးပေါ့နော်လေးစိတ်မှာဖြစ်ပျက်ခဲ့တဲ့အခြေအနေနဲ့ပတ်သက်ပြီးတော့အခြေအနေလေးကိုလက်ရှိပြောပြပေးပါရှင်။ဟုတ်ကဲ့မ ayı ။ဒီမှာတော့ကြွားရဲ့ကျွန်တော်လေးစိတ်မှာဥပ္ပိုလ်ကြီးရဲ့ရုပ်လာမရှိတော့ဘူးမှာဒါပေမဲ့ဒီမျက်နှာသက်တေကာသမားတွေပေါ့နော်။ကာသမားတွေကိုမေးကြည့်ရတဲ့နေရာမှာတော့သူတို့ဒီအဲ့အဖြစ်ဖြစ်သွားတဲ့နေရာကနေပြီးတော့လေးစိတ်တာနေငယ်ဝမ်းရှိရနေပြီးတော့ပေါ့နော်။အဲ့ဒီဒီလူသက်တွေခံထပ်ပြီးသွားတာကိုလေးစိတ်ကတက်စီသမားတွေနဲ့ရဲရဲရှိရကဒုံထွေးနေတဲ့ဒီလေးစိတ်ရဲ့တစ်ခါကာလမ်းမှာပဲဒီသူတို့ရဲ့ ီစိမ့်မှာရှိတဲ့တက်ဆီသမားတစ်ယောက်ကလည်းလုံးထွေးနဲ့ဒီတနတ်မှန်ကြီးပြသွားတဲ့သူရဲ့အခြေအနေကိုသိရတယ်မှဟုတ်ကဲ့မျက်မြင်တက်တဲ့တွေရဲ့ပတ်သက်ပြီးတော့ကိုဟိုမအီမမွန်သိတဲ့အပိုင်းလေးတွေနဲ့ပေါ့နော်မေးမြန်းထားတဲ့သူတွေပေါ့နော်နောက်ပြီးတော့သူ့ရဲ့မိသားစုဝင်တွေရဲ့အခြေအနေကိုနေဝင်းသိဆုံးသွားတဲ့ကိုနေဝင်းဟာလည်းပေါ့နော်ဘလို့အခြေအနေလဲသူ့မိသားစုဝင်တွေရဲ့အခြေအနေလေးကိုလည်းပြပြပေးပါအောင်ဟုတ်ကဲ့ဒီဒီထရောလောက်ကံပဲတစ်ဒီမှာချင်းချင်းမြည်တဲ့ခါမှာတော့ဒီကိုနေဝင်းရဲ့ရုပ်လာပါတော့ နောက်ဆိုတာခေယုံမေတာဝီဆေးရုံကိုသူတို့ပို့လိုက်ပြီးလို့သိရတယ်မိသားစုဝင်အားလုံးကလည်းအဲ့မှာရှိရလို့သိရပါတယ်ကိုနေဝင်းကဒီသူကတော့ဒီတက္ကီလေးစိတ်မှရှိရပေါ့နော်တက္ကီတက္ကီကိုဆွဲတဲ့အဲ့ရနေတက္ကီဝန်ထမ်းတူဖြစ်တယ်ပေါ့နော်သူကဆိုလို့ရှိရင်လက်ရှိအိမဒီမန်ပလေးကိုမေးလို့သူ့ရဲ့ရောက်ဖလည်းရှိရအဲ့ဒီအချိန်မှာ ကြည့်ရတာကတော့သူကဒီအမျိုးသမီးကလက်ရှိမှာကိုဝင်နေကလေးငယ်လေးတွေလည်းရှိရပေါ့နော်အဲ့ဒီဒီစစ်ဆုံးသွားရသူ့ရဲ့ဘွားဒီလိုပေါ့ခိုင်းမဲ့စီတမားတွေကိုဘလို့ပြန်လဲလုဆောင်ပေးမှလည်းဘလို့ကူညီထောက်ပံ့ပေးမှလည်းဆိုပြီးတော့လည်းဒီတက်စီတမားတွေရဲ့ပြောပြချက်ကိုလည်းကြည့်ရပါတယ်မှာဟုတ်တရားဆက်ပြီးတော့ပေါ့နော်အဲ့မှာအိမ်မဒီနနေတတွေကိုမေးပြီးရခါမှာတော့ဆက်ပြီးတော့ဒီလေစိတ်မှာအဲ့ဒီလေစိတ်တမ်းနေဝမ်းမှာပေါ့နော်အခင်းချက်ွားပြီးရနေရနောက်ပိုင်းမှာဆိုလို့ရှိရင်သူတို့ဒီ CID ရမှုကင်းရတက်ဖွဲ့ရဆက်ပြီးတော့နောက်ဆက်တွဲပေါ့နော် တို့ဆက်စင်းမှုတွေလာဖို့တစ်ခွဲပြီးတစ်ခွဲဆက်လာနေတဲ့အခြေအနေကိုလည်းတွေ့ရပါတယ်ဟုတ်ကဲ့အိမမမွန်ရေအခုလက်ရှိကပေါ့နော်ဒီဆိုရှယ်နက်တဝက်တွေ Facebook ဆောင်မျက်နှာတွေမှာပဲတည်ရတဲ့သတင်းဖြစ်နေပြီးတဲ့အခါမှာတခုသတင်းတော့ကိုယ်တိုင်ပြောပြတဲ့ဥက္ကိုနီတေဆုံးပုံအခြေအနေလေးကိုလည်းဟိုပြန်ပြီးတော့ရှင်းပြပေးပါအောင်ရှင်ဟုတ်ကဲ့မဥက္ကိုနီကဒီစင်ကာပူကနေပြီးတော့ပြန်လာတဲ့အချိန်မှာဒီရန်ကုန်လေဆိပ်အထက်မှာ ဟိုသူကလုံးချန်ခံရတယ်လို့သိရတယ်။အိမလို့ဒီအခင်းပြပွားတဲ့နေမှာအိမရှင်းနေပဲပေါ့နော်။သူကဒီက CCTV ဓာတ်ပုံတွေရဆိုလို့ရှင်လဲသူ့မိလေးကိုကောက်ချီလိုက်တဲ့အချိန်မှာတနက်တမအနီးကလုံးချန်သွားတာပါမှ။အဲလုံးချန်သွားပြီးရမှာပဲသဖြင့်ပဲဒီထွက်ပြေးနေအဲဒီဒီအခန်းထွက်ပြေးတဲ့အချိန်မှာပဲဒီအစိတ်ကတက်စီသမားတွေနဲ့ရဲရဲတွေပေါ့နော်။ဝိုင်းပြီးတော့ဒေါင်းလာဖီလာခံစီရဲ့အချိန်မှာပဲဒီစိတ်ကမင်းရဲ့ဝိုင်းတစ်ခါကလည်းအတော့ဆိုင်နားမှာပဲအဲဒီတတိသမားကဝင်ရောက်ပြီးတော့ခိုင်းတဲ့တတိသမားဒီသမားဖြစ်ပါတယ်မဟုတ် တရားလွှတ်တော်ရှေ့နေဥကိုနီကိုအနိကက်လုတ်ကြံတက်ဖြတ်ပြီးတဲ့နောက်မှာတနတ်သမားထွက်ပြေးရမှာရန်ကုန်လေစိတ်ကတက်စီသမားကိုနေဝင်းကဖမ်းဆီးရင်ဒဏ်ရာရကွယ်လွန်သွားခဲ့ပါတယ်အခင်းဖြစ်ပွားမှုအခြေအနေနဲ့ပတ်သက်ပြီးရန်ကုန်လေစိတ်ကမျက်မြင်သက်သေတွေရဲ့ပြောစကားတွေကိုလည်းတင်ဆက်ပေးလိုက်ပါရရှင်။ကျောင်းထဲတန်းကြောပြတာ။တူတူကဟောပြတာဒါတူကတယ်ပါ။အဲဒါကသူလဲနေရဆိုသူကနှာခမ်းမွေးဆိုရဲကားသမားရောက်လာသူကိုနေဝဲမှတီးတော့ကားပေါ်တင်လိုက်တယ်တင်ပြီးတော့ ်အာငယ်လိုက်ခဲ့လိုက်ခဲ့ဆိုငါဘာတခါတိုက်ပြီးရှင်းကိုလိုက်ရှင်းကိုအတကောမောင်းတယ်ကွာမောင်းပြီးပို့တယ်ရှင်းကိုရောက်တော့ကျေရောရအသက်ပါရရဲ့လားအဲ့မှာသူကဟိုဟာဆံအောင်တဲ့မေးရဲ့ကွာဟိုဟာမေးဒီဟာမေးနဲ့မေးနေတာစုံတာလူနာမကူဘူးအဲ့ဒါကြီးကမဖြစ်တဲ့နဲ့အရာတွေအဲ့ကြောင့်စုံတာအဲ့ဒါကြီးကမဖြစ်တဲ့နဲ့အရာတွေကွာပြစ်တာတော့တော့တော့တစ်ချိန်တစ်ကလုံးလိုက်လို့ရတာဒီကိစ္စလူနာအရေးကြီးကလူနာဂန်းချော့မိတာလို့ဂန်းချော့ကိုအရင်မကူပဲလားဂျာဝါရဲကိုဖုံးဆက်ဟိုဖုံးဆက်အလုံးတွေချုပ်အဲ့မဟမ် ဖြစ်လာတော့မှရိုးရိုးဖြစ်လာပြီးဒီကထွက်ပြေးနေတယ်ပြေးနေတဲ့အချိန်ကျမှပုံကောင်းရှိရနေပြေးနေနောက်ကနေတော့အုပ်လိုက်ကြီးလိုက်နေတဲ့အချိန်မှတိစတိတယ်ဟုတ်ကဲ့ကိုဘလို့ပုံစံတွေ့ရလဲမတည့်ခံဘူးတကယ်ကအဲ့ဒီဟိုအသားပြုမောင်းပြီးတုံနေပိုင်းအောင်ပိုင်းအောင်စပုတ်ချက်ဟိုနဲ့ဒီလိုစပုတ်ချက်အင်ဂျင်နဲ့တရုတ်တရုတ်လိုမျိုးဒါပေမဲ့ဗမာစကားပြောတယ်မလိုက်နဲ့လိုက်ရင်ပြင့်မယ်ဆိုပြီးပြောတယ်အဲ့မှာအခုတေသွားတဲ့ကောင်လေးကဟိုဘက်ကဟိုဘက်လမ်းနေပြီးတော့လိုက်ဖမ်းတာအုပ်နဲ့လိုက်ဖမ်းတော့ကျွန်တော်သူ့နောက်ကနေပြီးတော့ ဘောမမီဘူးမမီတော့ကြတော့ဘေးလမ်းနေပြီးတော့အုတ်ခဲနဲ့ကောက်ပြစ်လိုက်တယ်သူခြေကိုင်းမှုချင်းနေရောအဲ့ချိန်ကမလို့တွေ့ရလဲကိုအဲ့ဟိုပြစ်ခံရတဲ့သူရဲ့ခြေကိုင်းမှုချင်းနေကိုကောင်းကဂုတ်ထိပါလေဂုတ်ထိပါတော့ကြတော့အဲ့ရတဏ္ဍသမားသူ့ကိုနောက်ကိုပြန်ပြောဟောလှည့်ပြပြစ်သွားပြစ်သွားကြတော့ကိုကပေါင်ထိပါလေဆိုတော့ဘေးနားမှာထိုင်နေဘောလုံးလုံးရတယောက်မှပါမလာဘူးရဲတယောက်မှမတွေ့ဘူးကောင်းပါပဲသားသမားတွေပဲသားသမားတွေအများဆုံးတိုက်လိုက်ဖမ်းတာလုံးလုံးရင်းကရဲတယောက်မှပါမလာဘူး

အဲတေဝရဲ့သားသမားအတွက်ဘလို့ဘလူတောင်းဝင်ဘလူကဘလူဘလူတောင်းဝင်ပြမလားတော့မသိဘူးတေဝရတော့တေဝပြီခလေးနှစ်ယောက်နဲ့ကျန်နေတာပဲကြီးနေတယ်သူကဟိုမှာရှိရတမီးရရတူကရှိရတမီးကားမှာရရအဲအဲဒီနေ့ကလာတဲ့ပရိုဘောက်ကားကိုသူတို့ကဟိုအားလုပ်တယ်အဲ့ကားတနက်နဲ့ချိန်ပြီးတော့တားတယ်တားပြီးတော့မှဟိုဘက်ရုံးမှာဟဲ့အဲဟိုစားတော့ဆိုင်ရှိမှာအဲ့ကားလေးထိုက်ချက်လေးရထားတဲ့နေရာမှာအဲ့ထိုက်ချက်လေးရထားတဲ့နေရာမှာသူကတနက်နဲ့တားပြီးတော့ဟိုဖြစ်တော့ကြောက်ကားရက်ပြရတယ် ရက်ပြီးတော့ကျွန်တော်အဲ့ကားကိုတက်သွားပြီးမောင်းခိုင်းတယ်မောင်းခိုင်းတော့ကျွန်တော်ဟိုကောထွက်လာဟေးဟိုမမောင်းနဲ့ဆိုပြီးတော့ဒီအုပ်ကနေပြီးတော့ပြောလူကြီးကနေပြီးတော့ပြောထားတယ်ကားသမားကြီးထွက်လို့ရှိရင်မင်းအကုန်လုံးပြင်ပါမင်းကိုပြင်ပါဆိုပြီးတော့ခေါ်လို့ကအဲ့မှာဝိုင်းပြီးအုပ်ခဲနဲ့ပြီးတော့ကျွန်တော်မှကားသမားမကြည့်မမောင်းရဲတော့မမောင်းရဲတော့ပဲနဲ့အဲ့မှာကားရက်ပြီးလိုက်တယ်ရက်ပြီးလိုက်တော့ကျွန်တော်မှဘေးကနေပြီးတော့ဝင်ပြီးတော့ဝင်အုပ်ခဲနဲ့ထုပြီးတော့မှမှန်ကိုထိတာသူ့ကိုသူ့အထဲတဲ့ကိုအုပ်ခဲနဲ့ဝိုင်းပြတာပြီးတော့ကျွန်တော်ဟိုကားကိုလက်ပြီးတော့ပြင်မဲ့လို့မှာ ဝင်လုံးလားရဲလဲဝင်လုံးတယ်။ဟိုဟိုဘက်ကလည်းငါတို့ကားသမားတွေကလည်းဝင်လုံးတယ်။အဲ့ဒီရဲရဲရောက်လာတာ။ရဲတွေကဝင်လုံးတယ်။ဒီကအလုံးမောင်းအောက်ချောက်တော့ဝင်လာတယ်။အဲ့ဒီတော့မှဝင်လုံးပြီးတော့အဲ့ကောင်ချုပ်ပြီးတော့ဟိုကလုံး။ကားသမားဆိုတာဆိုတော့အပြင်ရန်ကုန်လေစိတ်မှာတနက်နဲ့အနီးကပ်လုတ်ကြံတက်ပြက်ခံခဲ့ရတယ်။ဥကိုနီရဲ့ရုပ်လောင်းနဲ့တက္ကစီသမားဖြစ်တဲ့တနက်သမားကိုဖမ်းဆီးရင်ဒဏ်ရာရကွယ်လွန်သွားခဲ့တဲ့တက္ကစီသမားကိုနေဝင်းတို့ရဲ့ရုပ်လောင်းဟာမြောက်ကလာမေတာဝီစေယုံမှာရောက်ရှိနေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့အခုည10:00နာရီကျော်မှာပဲမြောက်ကလာမေတာဝီစေယုံ ရောက်ရှိနေတဲ့သတင်းတောက် ကိုပိုင်ဆို DVB သတင်းတောက်ကိုပိုင်ဆိုဆက်လက်မေးမြန်းသွားမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ကိုပိုင်ဆိုရေအခုလက်ရှိပေါ့နော်မေတာဝီစေယုံမှာတည်ဆုံးသွားတဲ့ဥကိုနီနဲ့ပေါ့နော်ဒီတက္ကစီသမားမိသားစုဝင်တွေရဲ့လက်ရှိပေါ့နော်သူတို့ရုပ်လောင်းတွေပေါ်မှာဘာတွေများပြုလုပ်ဖို့ရှိလဲဆိုတာကိုသိချင်ပါတယ်ရှင်။ ဟုတ်ကဲ့ပါခင်ဗျာဒီအခုဒီညောက်ပလာမီတာဝီဆေးုံမှာဆိုရင်တော့ရှင်းနေမှုပုံလေးနဲ့တွေ့ရတဲ့ဒီသမားတွေရဲ့ရုပ်လောင်ရှိနေပါတယ်အဲဒီမှာသတင်းယူဖို့လဲသတင်းတောက်အများအပြားရောက်နေရလဲတွေ့ရပါတယ်ခင်ဗျာသူတို့ရဲ့မိသားစုဝင်တွေလည်းဒီကိုရောက်လာကြပါတယ်အဲဒီရင်ခွဲဖို့နဲ့ပတ်သက်ပြီးတော့နောက်ဆုံးမိသားစုဝင်တွေကတော့ပထမအဲသူတို့ရင်ခွဲဖို့အတွက်တောင်းဆိုပေမဲ့နောက်ဆုံးမှာတော့ဒီအမှုခင်းမှာ ရင်ခွဲနယ်ဆိုပြီးတော့ဆုံးဖြတ်လိုက်ပါတယ်။အဲရင်ခွဲဖို့ကိစ္စကတော့မနေ့ပြန်နေ့လယ်လောက်မှနောက်နောက်ဆုံးထားပြီးတော့ဖြစ်မှာပါခင်ဗျာ။ဒီကိုရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးချိုးမင်းစင်းနဲ့ဟိုလာရောက်ပါတယ်။အဲနောက်ပြဒီကြိုမဲကိစ္စတွေကိုတော့သူ့မိသားစုနဲ့တိုင်ပင်ဆွေးနွေးခဲ့တာကိုတွေ့ရပါတယ်။ဒါနဲ့သူတို့ဘလို့တိုင်ပင်နေဆိုတော့ကျွန်တော်တိခွင့်မရပဲခဲ့ပါဦးခင်ဗျာ။ဒေတာကတော့မနေ့ကညနေပိုင်းဒီအစ္စတန်ဘာလဝင်တဲ့ထုံးတယ်ပေါ့လေညနေဝီပြူပြီးတဲ့အချိန်မှာရေဝေးတုတ်တာမှာဟိုရှင်းနေကိုလို့ဒီမှာဖြစ်ပါလေခင်ဗျ ဟုတ်ကဲ့အော်လောလောဆယ်ကျွန်တော်တို့တွေ့ခဲ့ရသလောက်ဆိုရင်တော့ဒီမှာလုံကြုံရေးတဲ့ပေးထားပါတယ်ရေဝေးရောဒီဒီနေရာဝီဆေးဥမာရောလုံကြုံရေးတွေပေးထားတာကိုတွေ့ရပါတယ်ခင်ဗျဟိုလောလောဆယ်တွေ့ခဲ့ရသလောက်ကတော့ဒီဒီဘလောက်ပဲရှိတယ်ပေါ့လေဟုတ်ကဲ့အခုတော့ပေါ့နော်လက်ရှိနောက်တစ်ခါပေါ့နော်ဒီရန်ကုန်တိုင်းဝင်ကြီးချုပ်လာရောက်ဖို့ရှိမရှိဆိုတာနဲ့ပေါ့နော်နောက်တစ်ချက်ကကြတော့သူဘာကြောင့်ပေါ့နော်ဒီဥက္ကိုနီကိုအသက်ခံရတယ်ဆိုတဲ့အပိုင်းကိုလည်းဘလို့များသိရှိထားလဲဆိုတာလည်းပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ဟိုရန်ကုန်တိုင်းဝန်ကြီးချုပ်ကတော့ဒီမေတာဝီဆေးရုံကိုသူအခုညပိုင်းမှာလည်းလာပြီးတော့သူမိသားစုနဲ့တွေ့ဆုံပါလေခင်ဗျအဲဝန်ကြီးချုပ်လာပြီးတော့တွေ့တယ်ဒါနဲ့ဟိုသူတို့ဘလို့အကြောင်းအရာတွေဟိုဆွေးနွေးဖြစ်တယ်မိသားစုနဲ့ကတော့ဒီတင်းကျုပ်ကိစ္စနဲ့ပဲဆွေးနွေးတာလို့ကျွန်တော်ရေဘူးရသိရပါတယ်အဲ့အချက်တွေတော့မသိရပါဘူးခင်ဗျနောက်တစ်ခုကတော့အဲအလောင်းတော်မှာအခုဒီရင်ခွဲစမ်းတက်တာလည်းမလုပ်သေးပါဘူးခင်ဗျဟိုဘာကြောင့်ဆိုတဲ့အကြောင်းချက်ကတော့ဒီဆေးရုံမှာကျွန်တော်တို့စုံစမ်းလို့မရဒီမရပါဘူးခင်ဗျဟုတ်ကဲ့အခုပေါ့နော်နောက်တစ်ချက်ကကြတော့ဒီ ကျမတို့ဒီပေါ့နော်နောက်ချက်သိကြတာကြတော့နိုင်ငံရေးအတိုင်းဝိုင်းကနေပြီးတော့ဗားရီများပေါ့နော်တုံးသက်ထားတာမျိုးရှိတယ်လေမိသားစုဝင်တွေကရောဘလို့ထင်မြင်ချက်တွေပေးထားတာများရှိပါသလဲရှင် အော်ဟုတ်ကဲ့ဒီနိုင်ငံရေးအကြီးအကဲဟိုအဖွဲ့အစည်းဦးထွန်းကြီးကတော့ဒါကိုအဲနိုင်ငံတော်စာပနာဟိုဖြစ်ဖြစ်အမမဟုတ်ဘူးဆိုင်နာမှာဒီပြည်သူစာပနာအနေနဲ့ပေါ့နော်ရှင်နေဦးကိုရဲ့ဒီဆွလို့ပေးစားခဲ့မှုတွေကြောင့်အဲနောက်ဆုံးအဖြစ်ပြည်သူစာပနာအစင်းလောက်ဟိုလုံးသိနေဆိုတဲ့သူရဲ့ဆန္ဒတွေဒီကျွန်တော်ဒီမီဒီယာသမားတွေရှင်းမှာပြောတာတွေ့ရပါတယ်နောက်တစ်ခုကတော့ဒီ88ရေကြိုင်းနဲ့ပွင့်နေသူဖွဲ့စီကအဲကျွန်တော်ကတော့တယောက်ဖြစ်တဲ့ကိုမြအေးအားကြတော့ ဟိုနိုင်ငံတော်သာပနာပါညာဆိုတာထက်ပေါ့နော် तू ကဒီ NLD ကရှင်းနေတယောက်ဖြစ်ပါတယ် NLD အဖွဲ့တယောက်ဖြစ်တဲ့ဆိုသူရဲ့သာပနာကို NLD ကပဲတာဝန်ယူလုပ်ပေးသင့်တယ်ဆိုတဲ့သဘောထားမျိုးသူပြောတာကိုသိရပါတယ်ခင်ဗျာသူမိသားစုဝင်တွေကတော့လေ အဲဒီသူကိုဟိုအချင်းနဲ့အချင်းနဲ့ဥကိုရီရမသားစုဝင်ရသူ့ဒီအစ္စမလာထုံးစံနဲ့အပြင်တင်းကျုံကိုအချင်းသက်မှတ်တာလောက်ပဲသူမိသားစုဌာနကိုပြောပြတာတွေ့ရပါတယ်အဓိကတော့အဲရောင်တန်းဝင်ကြီးကျုံနဲ့ပြည်ဆောင်ပြီးတဲ့ချိန်မှာတော့အဲဒါဒါသူတို့လုံခြုံရေးပါညာနဲ့တင်းကျုံမဲ့အစီအစဉ်မဲ့ဖြစ်ပါတယ်တခြားသူတူတူကတော့ဟိုဟိုဘယ်လိုပြောမလဲဒီအစိုးရဘက်ကပြောချတာတော့ကျွန်တော်မတွေ့ရပါဘူးခင်ဗျ โอเคဥကိုနီကိုပေါ့เนาะဘယ်လိုအကြောင်းမျိုးဘယ်လိုအကြောင်းအရာကြောင့်တက်ဖြတ်ဖို့အကြောင်းအရာတွေဘယ်လိုများသိရှိထားတာမျိုးပေါ့เนาะတခြားဒီအတိုင်းဝိုင်းရနေပြီးတော့ဒီမိသားစုတိုင်းဝိုင်းရတော့လောက်ကောင်ပတ်ဝန်းကျင်တိုင်းဝိုင်းရတော့လောက်ဥကိုနီတည်ဆုံးရတဲ့အကြောင်းအရာဘာကြောင့်တည်ဆုံးရတယ်ဆိုတာကိုတော့သိရှိရတဲ့ထင်မြင်ချက်တွေများသိအောင်မလားရှင် အဲဟုတ်ကဲ့အဲ့လိုမှတ်ချက်မျိုးတွေကတော့အခုလောလောဆယ်ကတော့ကျွန်တော်မကြားရသေးပါဘူးခင်ဗျာဟိုသူမိသားစုဝင်တွေအနေနဲ့ဆိုတော့အခုသူတို့ရဲ့ဟိုပူဆွေးနေတဲ့အချိန်မှာကျွန်တော်အဲ့ဒီအဲ့ဒီကိစ္စတော့မေးဖြစ်ခဲ့ဘူးเนาะအဓိကတော့ချင်းကျိုးကိစ္စနဲ့တခြားဒီဒီရှေ့ဆက်ဆောင်ရွက်မဲ့အဲအစီအစဉ်လေးတွေပဲကျွန်တော်မေးဖြစ်ပါတယ်အကြောင်းအရတော့ကျွန်တော်မမေးဖြစ်ပါဘူးလောလောဆယ်သူဖမ်းမိတဲ့တရားခံကိုကြားတော့ဒီရန်ကုန်တိုင်းရဲတပ်ဖွဲ့ကတာဝန်ယူစစ်ဆေးနေတယ်ဆိုတာတော့ပဲကျွန်တော် သိရပါသေးတယ်ခင်ဗျာ ဟုတ်ကဲ့ကိုပိုင်စိုးကျေးဇူးတင်ပါတယ်ရှင်။မြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေအကြံပေးတရားလွတ်တော်ရှေ့နေဥက္ကိုနီကိုရန်ကုန်လေစိတ်မှာအနီးကပ်လုတ်ကြံတက်ဖြတ်သွားတဲ့တနတ်သမားဟာမန်လေးမြို့မှာနေထိုင်နေလို့သိရပါဗျ။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့လုတ်ကြံတက်ဖြတ်ခဲ့သူတနတ်သမားနေအိမ်နဲ့ပတ်သက်ပြီးတော့မန်လေးမြို့က DVB သတင်းတောင်အိမ်ခိုင်မြဲကိုဆက်လက်မေးမြန်းသွားမှာဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ကိုအိမ်ခိုင်မြဲရှင်ကျွန်မဟိုပေါ့နော်ဒီလက်ရှိ တနတ်သမားနဲ့ပတ်သက်ပြီးတော့လက်ရှိမန်လေးမြို့မှာသူ့ရဲ့နေအိမ်အခြေအနေလေးကိုလည်းပြောပြပေးပါအောင်ရှင်။ဟုတ်ကဲ့ဟုတ်ဒီဆောင်လဲရတော့ဆိုရင်ဒီတနတ်သမားကမန်လေးမြို့ကိုနေကင်ဆောင်လာတယ်လို့ပဲသိရတယ်ကြာ။အတော့ဒီအိမ်နဲ့ပတ်သက်လို့ကနေရာအတိအကျဆိုတာတော့ရဲတွေကတော့ဆုံးဖြတ်နေတယ်ပဲ။ဒီလေကြာဒီ မလေးမင်းကြီးပြောတာတော့ဒီဥစ္စာကစုံစမ်းနေသေးပဲစုံစမ်းနေသေးပဲသူတို့အတီးပြုတ်လို့မရသေးဘူးလို့ပဲသူမရသေးဘူးလို့တော့ကျွန်တော်ဒီအပေါင်းလုံးတွေ့တဲ့အချိန်မှာပြောနေရမျိုးရှိတယ်ဗျာဟုတ်ကဲ့အင်ခိုင်မြတ်ရှင် အခုလက်ရှိပေါ့နော်ဒီတနတ်သမားဟာမန်လေးမြို့မှာနေထိုင်နေလို့သိရပါတယ် ဒီသူလက်ရှိနေထိုင်တဲ့နေအိမ်ရဲ့ပေါ့နော်ဒီနေရာလေးနဲ့ပေါ့နော်ဒီဟာဟုတ်မှန်ကြောင်းရှိမရှိသက်ဆိုင်ရာဒီအုပ်ချုပ်ရေးပိုင်းကနေပြီးတော့ဘာတွေပြောဆိုထားလဲဆိုတဲ့အပိုင်းလဲပြောပြပေးပါအောင်ရှင်။သူလက်ရှိနေထိုင်နေတဲ့ဒီနေရာလေးလဲစပြီးပြောပြပေးပါအောင်။哦，然后你你这种的的买呀，也都会来试试你的伢了。然后可能生，当然呢，然后可能生力量，伢当然诶力量嘛，我拿比如的，如果没有这里呢，伢拿不了就下回下回去这边。 ဒီစစ်တပ်တွေနဲ့ပတ်သက်လို့တော့ဒီမန္တလေးတိုင်းရမွေးအနေနဲ့ကတော့တော့စစ်စေးနေသေးပဲရှိနေတယ်လို့ဒီပြုချက်တော့ဓာတ်ရုံနိုင်ငံမရှိသေးဘူးလို့တော့ကျွန်တော်တို့ဒီဟိုဟာမီဒီယာနဲ့တွေ့ဆုံတိုင်းမှာပြောသားမှာဖြစ်ပြလက်လက်ရှိအချိန်ဒီတော့သူတို့တွေဒီအင်ရှင်တွေသူတို့အရင်ဒီလူသက်သမားနဲ့ပတ်သက်တဲ့ ဒီအိမ်ကိုတော့လာရောက်စုံစမ်းနေတယ်အဲ့ရအိမ်ရှင်တွေကိုလာရောက်စုံစမ်းတာမျိုးတွေတော့ပြုလုပ်နေပြီမြေသူတို့အတိမပြုနိုင်သေးတာတော့အဲဒီကြောပြတာမျိုးတွေတော့ရှိသေးတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါဆိုလို့ရှိရင်နောက်တစ်ခုအနေနဲ့ကြတော့ဒီတနတ်သမားကလက်ရှိသူ့ရဲ့မိသားစုဝင်နေနဲ့အတူနေထိုင်နေရလားအဲ့ဒီအိမ်မှာအခုပေါ့နော်သူတို့ကအိမ်ရှင်နေလားဒါမှမဟုတ်ရင်ငှားနေတာလဲဆိုတဲ့အကြောင်းအရာလေးရောနောက်ပတ်ဝန်းကျင်ရက်ွက်ကပေါ့နော်ဘာတွေပြောကြလဲမန်းလေးအတိုင်းဝိုင်းရနိုင်ငံရေးအတိုင်းဝိုင်းရဘာတွေသုံးသပ်ထားလဲဆိုတာကိုပြောပြပေးပါဦးရှင် ။ဟုတ်လက်ရှိကျွန်တော်တို့ဒီရောက်နေတဲ့တာဝန်ချက်မှာတော့ကျွန်တော်တို့ကြားတော့ဆိုရင်ဒီဒီအင်္ဂါတော့၄နှစ်၄ပါလောက်တော့ရှိပြီ။ဒါပေမဲ့ဒီဟိုနောက်ဆက်ခေါ်တလာဘိုင်းလောက်မှာဒီအင်ဂျင်တွေကထပ်ပါသွားတယ်လို့တော့ဒီဘေးပတ်ဝန်းကျင်ရဲ့ကြိုးစားရတော့သိရတယ်။ဟိုဒီမလေးနိုင်ငံရဲ့အစိုင်းပိုင်းကတော့ဒီဥလားဟိုလူမျိုးရေးအတွင်းเดี๋ยวพี่อยากมาโหราอารมณ์ก็ซึ้งในในท้ามาชื่อเลยเนี่ยเออดาวโหแล้ววายวินพี่แล้ว ဒီနိုင်တိုင်းဝိုင်းနေတယ်လဲဒီသူရဲ့အပင်ဟောဆောင်သားမအောင်မလို့လာတဲ့အားလုံးဝိုင်းဝန်းသိမ့်သိမ့်နေတာမျိုးတွေတော့ဖြစ်ရတယ်ဖြစ်ရဟုတ်ကဲ့ပါအင်ခံမြတ်ကျေးဇူးများကြီးတင်ပါတယ်ရှင်အဲ့နောက်မှာတော့ရှင်းနေဥကိုနီလောက်ကျန်တက်ဖြတ်ခံရတာဟာချိုတင်လောက်ကျန်မှုဖြစ်တယ်လို့လဲ NLD ကပြောခွင့်ဆိုခွင့်ရဥဝင်းထိန်ကလည်းအခုလိုပြပြသွားပါရယ်ရှင်။ဘာလို့ဆိုတော့ဗီဒီယိုမှာကြည့်လိုက်လို့ရှင်လူမျိုးမှန်မာတွေလောက်တဲ့ဆိုရဒါမုန်းလို့မဟုတ် ကျွေးတင်စီစဉ်လာကျွေးတင်စီစဉ်လာလဲသူပုံကြည့်ရတာဖမ်းတယ်လို့ရပြုံးပုံကြည့်ရတာသူကဘာမှထူးခြားမတွေ့ရဘူးအဲ့ကျေးဇူးဖြစ်ပုံများတယ်ကျေးဇူးဆိုသူဘူးခိုင်းတယ်အဲ့ဒါတော့ဒါဒီလူမျိုးကြီးပဲဆက်ပြီးတော့စုံစမ်းကြရမှာပေါ့ကျေးဇူးဆိုတော့ခုနကကျေးဇူးကျွန်တော်ဗီဒီယိုတွေမှကြည့်တယ်ဆိုလို့ရှိရင်ဥက္ကုနီကသူညီလေးကိုခြိထားရတယ်ခြိရပြီးတတ်တဲ့လူကခေါင်းကိုတနက်နဲ့ချိန်ရဥစ္စာဗီဒီယိုတက်လာဆိုတော့ဒါ တမင်သက်ကျူတင်းလောက်ကြတဲ့ကိစ္စလေအဲ့တော့တမင်သက်ကျူတင်းလောက်ကြတဲ့ကိစ္စမျိုးကြတော့လူကြီးရှိတော့အနေကြီးကာဝဲဝတ်တော့ခရင်လာတော်တော်ခရင်လာမတော်တာမတော်တာမှမဟုတ်ပဲနဲ့နောက်ပြီးတော့ဝိုင်းဖန်တဲ့ပုံကိုယ်တွေကအပြစ်ခံရတယ်တယောက်ဆိုတည်သွားတယ်အဲ့လိုဒီဆိုတာပေါ့ကျင်းတယ်အဲ့လိုတစီတမားတယောက်လေအေးဒီသူပဲလေအော်ဟုတ်ကဲ့ပါစီးစားမှပြီးတော့တွေးလို့ ုံးလာအဲ့ဒီဟိုဘာကြောင့်လုံးကြံတက်ဖြတ်ခံရလဲလို့သွားမီသွားမီတက်တဲ့ကောင်သွားမီဟုတ်တယ်လေဘာလို့တက်တဲ့ကောင်သွားမီကဒီကောင်ထောင်ကြီးတော့ရောက်သွားလားမသိဘူးโอเคโอเคဥက္ကဏီလုံးကြံတက်ဖြတ်ခံရတာနဲ့ပတ်သက်ပြီးတော့ဥက္ကဏီရဲ့သမီးဖြစ်သူပြောစကားနဲ့ပတ်သက်ပြီးတော့လည်းဆက်လက်ပြီးတင်ဆက်ပေးလိုက်ပါရစေရှင်အဲ့မှာတိုင်းဆိုအတန်ကြာကြာတော့ဒီမှာဖုန်းချိုင်းကပ် ကားမိတ်ပေါက်တာတခုခုဖြစ်တယ်လို့ပဲကျွန်မထင်လိုက်တယ်။ဒါတော့အရှိမကားကလည်းတစ်စီးကလည်းကွယ်နေတော့ကျွန်မလူလန်းကြည့်လိုက်တဲ့အချိန်မှာအဖေကလဲနေတယ်။အဖေကလဲပြီးကလေးကဟိုဘက်မှာကုန်းကုန်းလေးဖြစ်နေတယ်။ဆိုတော့အဲ့ဒါကျွန်မအရန်ပူထူပါ့။ဟဲ့ကျွန်မအဖေကျွန်မအဖေဆိုပြီးတော့ကျွန်မထွက်ပြေးသွားတာသွားတဲ့အချိန်မှာအဖေကငြိမ်နေပါတယ်။ကျွန်မအဖေဆုံးသွားလို့ဒီလုံလုံတာမှားတယ်လို့ကျွန်မမထင်ဘူး။သူဒီလုံးလုံးလို့တည်သွားတယ်လို့ကျမနောင်တရရတဲ့စိတ်တော့ကျမမထင်းသေးဘူးအခုချိန်မှမဖြစ်ဘူး လှုပ်ဖို့လိုလို့လှုပ်တယ်သိဖို့ရှိလို့သိပါတယ်လူသားကသူရဲ့ကောင်းဆိုဒီလိုပဲသွားကြတာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဥပဒေကြံပေးတရားလွတ်တော်ရှေ့နေဥကိုနီလောက်ကျန်တက်ပြက်ခံရတဲ့ပတ်သက်ပြီးတော့ဇန်နဝါရီလ29ရက်နေ့ည10:00နာရီကျော်ထိရရှိထားတဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးခဲ့တာလည်းဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျွန်မလေးလေးမှမှာ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင်ဟုတ်ကဲ့ထိုင်းမြန်မာနယ်စပ်မှာဆိုရင်တော့ဟိုကုန်သွယ်ကြီးများအသိနေနဲ့ဟိုဥက္ကဋ္ဌအရွေးခံရတာပေါ့နော်ဟုတ်ကဲ့ဒီအရွေးခံတဲ့အပေါ်ဆိုရင်တော့ဟိုနန်းနန်းကန်စီဝိုင်းတိုတက်တဲ့တိုတက်အောင်ဟိုပြုလုပ်မဲ့အစီအွေးဆိုတော့လေဟိုကိုယ့်ရဲ့ရာဒူးနဲ့ကိုယ့်ရဲ့နာမည်လေးမဲဆက်ပေးပါဦးပထမဆုံးအနေနဲ့ဟုတ်ကဲ့ကျမနာမည်ကတော့ဒေါ်သင်းသင်းမြတ်ပါဟုတ်ကဲ့အရှင်မြောက်ကြီးကုန်သွယ်ကြီးများအသိဥက္ကဋ္ဌပါဟုတ်ကဲ့ ဟုတ်ကဲ့လက်ရှိဥက္ကဋ္ဌနေရာမှာအရွေးပြန်ခံရတော့ဗောနော်ဟုတ်ကဲ့ရှစ်ဆက်ပြီးတော့ဘာတွေဟိုစီးပွားရေးကိုယ်နိုင်ငံအတွက်ဖွံ့ဖြိုးတိုးတက်အောင်ဗောနော်ဘာစီးပွားရေးဆောင်ရွက်ဖို့အစီအစဉ်စီး